အခုကတရုတ်ရဲ့အစိတ်စိတ်မှမှခွဲနေတာကိုကျွန်တော်ခံနေရနိုင်ငံရေးရောစီးပွားရေးရောကျွန်တော်တို့ခွဲနေတာကိုခံနေရတိချာတတိချာကြည့်မိမယ်ဆိုလူလူရေးရလူရေးရလည်းပါသေးတယ်လူရေးရလည်းပါတယ်လူရေးရလည်းပါလူရေးရလည်းပါတယ်ဟုတ်ကျွန်တော်နိုင်ငံတရုတ်တရုတ်က လောက်ခံနိုင်ငံတိုင်းနိုင်ငံဖြစ်သွားပြီလို့တော့ခါကြောက်တွေးမိတယ် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပုံမှန်တက်ဆက်နေကြဖြစ်တဲ့တော်ဝီဒီအစီအစဉ်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့လင်းထောင်တဲ့နှစ်ယောက်ထုံးစံတိုင်းကျွန်တော်နိုင်ငံပါဖြစ်ပြနေရဲ့အရှိစီရေးနိုင်ငံရေးစတဲ့ကိစ္စတွေကိုဒါကျွန်တော်တို့ဒီကုညကနေမှဆွေးနွေးတော့ဖြစ်ပါတယ်မင်္ဂလာပါလင်းထောင်ရေဟုတ်မင်္ဂလာပါကိုအဲဒီနေ့ကတော့ပြောစရာလေးတော့ရှိရောနော်ပြောစရာလေးဟိုတကယ်ဟိုလေးလေးနက်နက်ပြောရမယ့်အကြောင်းအရာလေးလေးပါတယ်ပေါ့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီအပိုင်းကတည်င်းနေမှာလေဒါ လူပြောများကြလေးဖြစ်သွားတယ်အဲ့ဒါပါတယ်ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ဘက်ကဒါပါတီတစ်ခုပေါ့နော် JLP ဆိုတာပေါ့နော်ဒါဒီပါတီတွေကနေပါတရုတ်ဒီအစိုးရဖြစ်တဲ့ CCP သူပါတီပေါ့ဒီပါတီကိုသူတွေ့ဆုံဆွေးနွေးပွဲမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့သူပြောသွားတာရှိတယ်အဲ့မှာဘာပြောရလဲဆိုလို့ရှိရင်တော့ဒါဘင်္ဂလားဒေ့ရှ်ဘက်မှာရှောင်းနေတဲ့ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံထဲမှာပြည်နယ်တစ်ခုအနေနဲ့ပေါ့နော်အဲ့လိုမျိုးတောင်မှလွတ်လပ်စွာသူတို့ဒါ ဟိုနေထိုင်ခင်သွားလာခင်စတဲ့အဲ့လိုမျိုးအတွေ့ပြင်းရတစ်ခုအနေထားမျိုးဖြစ်လာအောင်အတွက်တရုတ်အစိုးရအနေနဲ့ဒါကိုညီပေးဖို့ဆိုပြီးတော့သွားပြောတာတွေပါရှိတယ်။ဒါပေမဲ့တချို့မီဒီယာတွေမှာတော့အဲ့လိုပြင်းနေတော့မဟုတ်ဘူး။သို့တော့အာမြန်မာအစိုးရအနေမှာမြန်မာဆိုတော့ဒီအကြမ်းဖက်စစ်ကောင်စီရောသူတို့ကလည်းဂရိပေးကြတဲ့အတိုင်းဒီဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ Ranger တွေကိုမြန်မာပြည်ရဲ့ကိုပြန်ပြီးခေါ်ဖို့အတွက်အများဆုံးအကောင့်တွေဖော်နိုင်ဖို့တွားပြီးတော့ပြောတဲ့လူတွေဒါကြားရတယ်။ဒါဘေရာကတော့ မှန်တယ်ဆိုတော့အသေးကြတော့မသိဘူးတိုးတော့အဲ့လိုသတင်းတွေထွက်လာတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါနဲ့ထောက်အောင်ဒါမေးချင်တာကလက်ရှိဘောနော်တရုတ်ကအနေထားကမြန်မာနိုင်ငံပေါ်အောင်ပတ်သက်မှုအနေထားနဲ့ပတ်သက်ပြီးတော့ဒီထောက်ဘလူးမြင်တယ်ဘလူးပြောချင်တယ်ပထမဆုံးကဒီ JLB အနေနဲ့တရုတ်ဆိုရဘာကြောင့်သွားတောင်းဆိုရတရုတ်ဆိုရဘာလဲတရုတ်ဆိုရဘာလဲဆိုတာပဲပြောရအောင်ပဲဗောနော်အော်ဒီရှင်ချင်းမြင့်အစိုးရကဘောနော်မြန်မာနိုင်ငံပေါ်အောက်ကတက်ရောက်မှုကအဲ့လောက်တောင်ကြီးနေပြီလားဒါမှမဟုတ် မြန်မာနိုင်ငံအုပ်ချုပ်တဲ့အစိုးရလိုများထင်ပြီးတော့ဒီလိုသွားပြောတာလားအခုဂျာဝင်ဖြည့်ရှင်းဖို့ပဲသွားလှုပ်တာလားဆိုပြီးတော့အာကျွန်တော်တို့ပြောစရာတွေတွေးစရာတွေအများကြီးဖြစ်တယ်အဲ့တော့သွားပြောနေပုံကတော့ကျွန်တော်တို့အနေနဲ့တွေးရင်မြန်မာပြည်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုမြန်မာပြည်က state holder တွေနဲ့မတွေ့ပဲဘာလို့မပြောဆိုပဲအဲ့အစိုးရနဲ့သွားပြီးတော့ပြောဆိုခြင်းဟာလွဲမနေပြီလမ်းလွဲနေပြီလို့တော့ကျွန်တော်တို့ကတော့ မြင်နေတယ်ပေါ့နော်အဲ့တော့အခုအချိန်မှာဒီနိုင်ငံသားဤဟိုဟာတွေကဟိုပေါ့နော်နိုင်ငံသားနိုင်ငံသားကဒီပေါ့နော်ဟိုတန်တမန်နေနေနဲ့အဘယ်နေရာမှာဘာဖြစ်နေတယ်အဘယ်ကပြဿနာကဘာလဲဆိုတာကိုတည်ကြကြလေ့လာပြီးတော့ပေါ့နော်အရင်းမြစ်ကိုဖြေရှားမဲ့အချိန်လို့တော့အာကျွန်တော်ကတော့မြင်နေပေါ့နော်အဲ့တော့အရင်းမြစ်ကဘာလဲအခုဆိုရခိုင်ပြည်နယ်မှာဒီရိုညာအရင်းနဲ့ပတ်သက်ပြီးတော့ဒါပြဿနာတွေဖြစ်လာတာတော်တော်ကြာပြီ ဒါပြောရမယ်လို့အခုချိန်ထိဒါတပြေးတင်းချောင်းွားတဲ့သူတွေလည်းပြန်ဝင်လာနိုင်သလိုဒီဥစ္စာနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးကိုအသုံးချနေကြရည်လေကျွန်တော်တို့တွေ့တယ်ပြီးခဲ့တဲ့ကျွန်တော်တို့တန်းဆွေပေါ့နော်တန်းဆွေအနေနဲ့နိုင်ငံမလေးရှားနိုင်ငံတိုင်းဝင်နေတဲ့လားမသိဘူးတွေ့တဲ့အချိန်မှာပြောတာရှိရယ်အာသူတို့အနေနဲ့ရိုဟင်ဂျာတွေကိုပြန်လက်ခံမယ်ဆိုပြီးတော့နိုင်ငံရေးအရပေါ့နော်ဟိုထုတ်သုံးတာတွေ့ရအဲ့ဒါဆိုတတ်ခတ်မယ်ဆိုဘယ်ဒေတာမှလက်ခံမှာလက်ရှိရိုဟင်ဂျာတွေ နေခဲ့တယ်လို့ပြောခဲ့တဲ့နေရာတွေဟာ AE ရဲ့လက်ထဲမှာဖြစ်တယ်။ AE ကိုယ်တိုင်အုပ်ချုပ်မှုတွေစတင်နေတဲ့နေရာတွေဖြစ်တယ်။အော် AE အနေနဲ့လည်းဒီဥစ္စာကသူတို့ရဲ့ပြည်နယ်တွင်းမှာဟောတော့အဓိကညင်ဆိုင်ရမယ့်ပြဿနာတစ်ခုဖြစ်သူတို့လည်းရှုမြင်ထားဖို့ရပါတယ်။အော်ဒါတွေကိုဘယ်လိုဖြေရှင်းမလဲ။ဒါတွေကိုဘယ်လိုလုပ်မလဲဆိုတာကိုတော့ကျွန်တော်တို့ဟောတော့ဟိုစောင့်ကြည့်ရမယ့်အနေအထားတစ်ခုလို့ပြောရမယ်ပေါ့။အော်တရုတ်အစိုးရရဲ့ဟောတော့အော်ဒီပြောမယ်ဆိုအခုတရုတ်မှာအဲဘောနော်ဒီ ကွန်မြူနီပါတီနဲ့တရုတ်ကွန်မြူနီပါတီနဲ့သွားတွေ့တဲ့ဒီ GLB ကဒီကိုသွားတဲ့ရွေချက်ကဘာလဲသူတို့အနေနဲ့ဘောလို့လက်ရှိဘောလို့မြန်မာနိုင်ငံအတွင်းကသူတို့နဲ့ထိစပ်လျက်ရှိတဲ့ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းဆောင်ရွက်တဲ့ဆိုတဲ့နေရာမှာယခုလိုအခြေအနေဒီဘောဂျာကန်အနေနဲ့ဆက်သွယ်နေရမယ့်အချိန်တခုမဟုတ်ပဲနဲ့အင်းနဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံပြီးတော့ဒီပြဿနာကိုပူးပေါင်းဖြည့်ရှင်းရမယ့်အချိန်ကာလတခုလို့တော့ကျွန်တော်ကတော့မြင်နေတယ်ဘောလို့အဲ့တော့ဒီအချိန်ဒီကာလဟာ အော်ဘောနိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့အရန်ကိုဘောနော်ဟို sensitive တွေလည်းအရန်ဖြစ်တယ်အပြောစရာကြီးလည်းအများကြီးရှိတယ်တွေးစရာကြီးလည်းအများကြီးရှိတယ်နိုင်ငံကြီးပြဿနာကိုနိုင်ငံကြီးရဖြေရှင်းဖို့ဆိုတာထက်လက်တလောမြန်မာနိုင်ငံအတွင်းကဖြစ်ပျက်နေတဲ့အရာတွေဟာဘောနော်ဟိုသူတို့ပြောနေသလိုပါဇက်ကနေပြောပြောနေသလိုအလွယ်တကူဖြေရှင်းလို့ရတဲ့ပြဿနာတွေမဟုတ်ဘူးဆိုတာကတော့ကျွန်တော်တို့သိကြတယ်အဲ့တော့မြန်မာနိုင်ငံအတွင်းမှာနောက်ထပ်ပြည်နယ်တစ်ခု ထပ်ပေါ်လာဖို့ဆိုတာတဲ့အခုဒီမှာဟိုပါပေါ့နော်ဟိုဟိုပြောပြီးနေ Federal ပြီးနေတွေပေါ်ပေါက်လာဖို့အတွက်တော့မှာဟိုကြိုးစားနေကြတဲ့အချိန်တစ်ခုဖြစ်တယ်အဲ့တော့ဟိုပေါ့နော်ဒီလိုမျိုးအချိန်ခါမျိုးမှာဒီလိုမျိုးလာတောင်းတာဟာဒီလိုမျိုးလာပြောတာဟာဘာရည်ရွယ်ချက်တွေများရှိနေတာလဲလူမျိုးရေးကိုအသုံးချပြီးတော့ဘာတွေများပြုတ်လုတ်ချင်တာလဲကျွန်တော်တို့မှာတွေးတောစရာတွေကအများကြီးပဲပေါ့အဲ့တော့ဟို ကျွန်တော်တို့ဒီနေ့ကတော့မနေ့ဒီနေ့ပေါ့နော်ဒီနေ့ကျွန်တော်တို့ကမ္ဘာသတင်းတွေမှာတက်နေတာရှိတယ်ဟိုရုရှားနဲ့ယူကရိန်းအရေးမှာကျွန်တော်တို့ပူတင်ကအာပူတင်ကိုခရိုင်းမီးယားဒေသကိုပေးအပ်ဖို့ဆိုပြီးတော့ပေါ့နော်ဟိုဒေါ်နယ်ထရန့်ကဇလန်စကီကိုအသက်ကုန်တိုက်တွန်းနေတာကိုကျွန်တော်တို့သွားပြီးတော့တွေ့ရပြောမယ်ဆိုအားနေတဲ့သူကိုအနိုင်ကျင့်တဲ့သဘောတရားတစ်ခုပေါ့ဗျအဲ့လိုပဲကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့အနိုင်ကျင့်ဖို့အတွက်တရုတ်ကိုသွားပြီးတော့သွားပြောတယ်ဆိုတော့ အခြေအနေတစ်ခုကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့တရုတ်ရဲ့အခုလောစဲလာရှုံးမှာကျွန်တော်တို့တခါအနိုင်ကျင့်ခံပြီးပါပြီ။ဒါကိုအနိုင်ကျင့်ခံနေရတာကိုဒူးထောင်နေရတာကိုအောက်ကနေရတာကိုတရုတ်ကိုကျေးဇူးရှင်လို့သတ်မှတ်တဲ့မင်းအောင်လိုက်လို့កောင်မျိုးတွေပဲကျွန်တော်တို့နိုင်ငံမှာရှိတယ်လို့ထင်နေရလားတော့မသိဘူး။ထင်နေရလားတော့မသိဘူး။အဲ့တော့ပုံမှန်လေးလေးပြောရရင်တော့ဒီလိုမျိုးအခြေအနေတွေဟာဟောတော့ပြည်သူလူထုရဲ့သဘောထားတွေနဲ့သက်ဆိုင်နေအချောက်ချာအာနာရှိတဲ့နိုင်ငံတစ်ခုမှာ အဘယ်နေရာကိုတော့ဘလို့တတ်မှတ်ပေးပါဘလို့ဟိုဟာဖြစ်ပေးပါဆိုတာထက်အချုပ်ချာအနာတွေမှာရှိတဲ့ပြည်သူလူထုရဲ့သဘောထားတွေဒါမှမဟုတ်အက်ကနေတဲ့လူထုအမှအုပ်ချုပ်တဲ့သူတွေရဲ့သဘောထားတွေကဘလို့လဲဘယ်ဟာလဲဆိုတာကိုအရင်ဆုံးတီးခေါက်မင်းမြန်းစုံစမ်းသင့်တယ်ပေါ့နော်မင်းမြန်းစုံစမ်းသင့်တယ်ဒီကိစ္စကပြောရမယ်ဆိုဟိုပေါ့နော်လွယ်လဲမလွယ်ဘူးဖြည့်ရှင်းရလဲတအားရှုပ်ထွေးတယ်လူမျိုးရေးဘာသာရေးတွေအများကြီးပေါဝင်ပတ်သက်နေတယ်ဒီလူမျိုးအခြေအနေတွေဟာ ကျွန်တော်တို့နိုင်ငံမှာဟိုဘောနော်အခုလိုမျိုးဖြစ်လာတာတွေကပြောရမယ်ဆိုကျွန်တော်တို့ရဲ့ဖြည့်ရှင်းလို့မပြီးတဲ့နိုင်ငံရေးပုံစံတွေကကျွန်တော်နိုင်ငံမှာတစ်ခုပြီးတစ်ခုတစ်မျိုးပြီးတစ်မျိုးတိုးလာအောင်ဝိုင်းပြီးတော့များလုံနေကြလားလို့ဆိုတော့အောင်ကျွန်တော်တို့တွေကစဉ်းစားကြရည်ဖြစ်နေအခုလောတဲ့ပြည်တွင်းမှာဖြစ်ပျက်နေတဲ့အခြေအနေတွေတော့မှမပြီးဆုံးသေးတာဟုတ်တော့ရှုပ်ထွေးနေတော့မှတခြားသောပြဿနာတွေကထပ်ဝင်လာတယ်။ဒါပေမဲ့ကျွန်တော်ပြောတာတခြားသောပြဿနာဆိုတာရိုဟင်ဂျာရေးဆိုတာငကိုတွေကဒီရခိုင်ပြည်နယ်တွေမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေဖြစ်တယ်။ အဲဒီမှာလူမျိုးတို့တက်ဖြတ်မှုတွေဥရင် ICJ တို့ ICC တို့မှာတရားစွဲနိုင်ဖို့အတွက်မရောက်လာဖမ်းရန်ထုတ်နိုင်ဖို့အတွက်ဘောနော်လုံနေတာရှိအာဂျင်နီးယားတရားရုံးမှာလည်းလုံထားတာရှိတယ်ဟောဒါဖြစ်ပြပြဒါပေမဲ့အဲ့လိုမျိုးပြဿနာကိုဖြေရှင်းနေတဲ့အချိန်မှာပဲပြည်내တစ်ခုအနေနဲ့တောင်းဆိုလာတာကကျွန်တော်အနေနဲ့ပုံမှန်လည်းလည်းပြောရမယ်ဆိုကျွန်တော်မြန်မာနိုင်ငံတွင်းကဘောနော်ကျွန်တော်လက်ရှိအချိန်ကြီးလည်းမြန်မာပြည်သူတယောက်အနေနဲ့မြင်ရတဲ့အမြင်တစ်ခုကတော့ပြောမယ်ဆိုအဆင်မပြေတဲ့တောင်းဆိုချက်ကြီးတစ်ခုနောက်ပြီးတော့လုံပုံလုံနီး လွဲမှားနေတဲ့ပုံစံကြီးတစ်ခုလို့တော့ကျွန်တော်လောလောဆယ်မြင်နေတယ်ဗျကိုဟုတ်အဲ့တော့ပြောပြီးတော့ငါဘာတွေမြင်လဲဆိုလို့ရှင်ဒီတယောက်ကဟိုတယောက်ဒီ CCP ပေါ့နော်ဟာကဟိုငါတို့ပြောပြောနေသလိုကဟိုဘာလို့နိုင်ငံကလေတကယ်ဥမာဟိုတယုတ်ပြည်သူသမရမြန်မာနိုင်ငံကြီးများဖြစ်နေပြီလားပေါ့နော်ဟုတ်တော့ဒီဟာကိုသွားပြောပြီးတော့လောက်အောင်ဒီဒေတာမှာတကယ် stakeholder ကဘာတူလဲ နောက်တော့ဒီ last show ကိုအခုလက်ရှိတရုတ်ကအနေထားနဲ့ပြုတ်ကတာဆရာကြီးဝင်လို့ပြီးတော့သူ့လက်သူ့ခြေသာစီမံသွားပြီးတော့လုပ်တဲ့အနေထားတစ်ခုကကျွန်တဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေမှာလေအာတရုတ်ကိုဒါမျိုးပြောပြီးတော့အခုကြီးတောင်းလို့ရှိရင်ရမှာပဲဆိုတဲ့အတွေ့တွေဝင်သွားပြီလားဆိုတော့လေဒါဘေးကထုတ်ချက်ရှိတယ်။ဒါကြောင့်လဲဆိုတော့အဲ့ဒီဒေသကလေလက်ရှိဒီဘင်္ဂလားဒေ့ရှ်နဲ့ဒီရခိုင်နဲ့အစားအိတ်နေရာကြီးရတယ်ဒါတရုတ်ကစီးပွားရေးအတွက်အချက်အချာနေရာကြီးပါတယ်။ဆိုတော့လက်ရှိခုတွားရဲ့ဒီ GIB ဆိုတဲ့ပါတီကသူက အာဘယ်လိုပြောမလဲဆိုဟိုဇာပြယူကောက်ပွဲအနေဒါတစ်ခုမှာသူကတကယ်လို့ဒါအနိုင်ရပါတီဖြစ်ခဲ့မယ်ဆိုလို့ရှင်ဘိုးရင်းကြီးအရေးတဲ့သူတို့ရဲ့လက်ရှိတရုတ်နဲ့ဂျာထဲမှာသူတို့ကအလဲတဲ့အကြီးကြီးတစ်ခုသူလှုပ်တာနိုင်တယ်လို့မြင်နေဒါဒီကောင်တို့ကတကယ်မှနိုင်ငံကြီးကစားတာကွာနိုင်ငံကြီးအမျက်ထုတ်တာဒါပေမဲ့နိုင်ငံကြီးအမျက်ထုတ်တာကဘယ်လိုထိခိုက်လဲဆိုတော့ငါတို့ထိခိုက်တာငါတို့နိုင်ငံထိခိုက်တာဒီအတွက်ကတရုတ်ကလည်းသူ့တဲ့သူ့အတွက်အကျိုးနဲ့ရှိမယ်ဘင်္ဂလားဒေ့ရှ်ရဲ့ရှိခုဒီတားတွေ့ရဒီပါတီကလည်းသူ့တဲ့အကျိုးနဲ့ရှိမယ် ဒီတိုင်းပဲတကယ်အကျိုးမျိုးရှိပဲဒုက္ခမှာလာအောင်နိုင်ငံပဲဆိုတော့လက်ရှိအခုဖြစ်နေတဲ့အနေအထားတစ်ခုမှာ ranger အကူဒီကောင်လေးကကိုရီးယားနိုင်ငံတဲကိုပဲထိုးထည့်ဖို့စူးစမ်းနေတာဒါပေမဲ့အဲ့လိုထိုးထည့်ဖို့စူးစမ်းနေရဆိုတဲ့အနေအထားတစ်ခုမှာပြောကြရရအများကြီးရှိတယ်ဟိုကျွတ်ထမနေရပြောတာပြီးသားတော် rule rule ဖြစ်ဖြစ်ဘင်းပဲဖြစ်ဖြစ်နော်တူညီရှင်တွဲဘယ်လိုပြောလဲအတူနေထိုင်ခွင့်ဟိုနေတိုင်းလို့ရရတယ်ဆိုလို့ရှိရင်ဘာသူမဆိုတာသူကလက်ခံမှာပြောတာပြီးသားဒါပေမဲ့လို့ အဲ့ဒီမှာသူတို့လူမျိုးတွေကများလာလို့ငါတို့လူမျိုးတွေများလာပါပြီငါတို့လူမျိုးစုတွေများလာပါပြီအဲ့တော့ငါတို့လူမျိုးစုတွေအတွက်တီးတဲ့နေရာလေးတစ်ခုပေးပါဆိုပြီးတောင်းဆိုခဲ့ရင်တော့ဒါသည်ပြဿနာအကြီးဖြစ်လာလိမ့်မယ်တကယ်ပြဿနာအကြီးဖြစ်လိမ့်မယ်အခုလက်ရှိဒီဘင်္ဂလားဒေ့ရှ်လုပ်တဲ့အနေအထားတစ်ခုမှာဒါပြည်ရုံးမှာရှိတဲ့ဒါအစ္စလာမစ်ဘာသာဝင်တွေကိုလည်းဒါပြောပြောအောင်မဟုတ်လို့မွတ်စလင်တွေရောသူပြောပြအောင်ပြောဒါကအခုကဘာသာရေးနဲ့ဘာမှမဆိုင်ဘူး ဒါလူမျိုးရေးနိုင်ငံရေးဒါကျူးကျော်မျိုးစိတ်တစ်ခုလိုအောင်ပြောရင်ပြောလို့ရတယ်။ဟုတ်နိုင်ငံကိုနောက်တဲ့ထက်ပြီးတော့ဖဲ့ပြီးလုပ်မဲ့အရာတစ်ခု။ဘာလို့လဲလက်ရှိတရုတ်ရဲ့ဂျာဝင်စစ်စမ်းမှုကြောင့်ရှမ်းရောက်ကမြန်မာနိုင်ငံရဲ့မြေပုံမှာရှိတော်နေတယ်ရှမ်းရောက်ဒီလုံးဝပတ်သွားပြီ။ဂျာချုံမှာမြောက်နိုင်စစ်တဲ့ရှိတာကရှိတာပဲအမြင်ကလည်းရှိတာ။ဒါပေမဲ့တကယ်တကယ်မြောက်နိုင်ရဲ့ဩဇာအာဏာကဘာမှမတက်ရောက်တော့ဘူး။တရုတ်နဲ့တရုတ်ချီဖြစ်သွားပြီ။ပြောမှဆိုဒါကတရုတ်ကိုပေးတတ်ရတယ်အတူတူပဲကွာ။ ဲ့တော့အဲ့လိုမျိုးအနေနဲ့ခုနောက်တစ်ခုဒါဘင်္ဂလားဒေ့ရှ်ကအနောက်ဘက်မှာတမီလောက်ကိုစူးစမ်းတင်စူးစမ်းဟိုနောက်ဒါမျိုးလောက်ကူတဲ့သူတချီလန်းစပင်တယ်လို့ဒါပြောလို့ရတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါဝေယာရင်းနဲ့ပတ်သက်ပြီးတော့တာဝန်ရှိတဲ့သူတွေကလည်းအတန်ထွက်ဖို့လိုရလို့တော့ငါတော့ပြောချင်တယ်လက်ရှိမှာဒီရင်းရာနဲ့ပတ်သက်ပြီးတော့ထုတ်ရှားနေတဲ့သူရှိတယ်ဒါပေမဲ့အကုန်လုံးစောက်တန်တိတ်နေဘာလို့စောက်တန်တိတ်လဲမယူတာလို့ငါတော့ဒဲပဲပြောချင်တယ်မယူတာဘူးဒီကောင်လုံးဝမယူတာဘူး ဟုတ်ရေတော်လန်ရင်းကစစ်ကောင်စီမကြိုက်လို့တော်လန်တာကတော်လန်တာပဲဒါပေမဲ့အဲ့တော်လန်ရင်းမှာတချို့တွေကဒီတော်လန်ကြီးကိုအတုံးချပြီးတော့အကျိုးမြတ်တစ်ခုအနေနဲ့လှုပ်ဖို့တက်ကညှိနေရတယ်အဲ့တော့ဟိုငါတို့လောက်ရယ်လို့ပြောမယ်အဲ့တော့ဒါပေမဲ့ပြောကျင်တာကတော့လက်ရှိဒီဘင်္ဂလားဒေ့ရှ်ကပါတီကနေပါတရုတ်အစိုးရကိုတွားပြောလိုက်တဲ့ဟာကတော့ဒါပေါင်ကျော်တယ်ဒါစောက်တယ်ပြမရှိဘူးဘလုံနီးတော့မှလက်မခံနိုင်ဘူးဒါငါအနေနဲ့ဆိုတော့ပြပြတာဟော နောက်တော့ဖြစ်လာမယ့်ဟာတွေကထပ်ပြီးစောင့်ကြည့်တယ်။ဒါလို့စောင့်ကြည့်လို့ထပ်ပြီးဘောင်းကြော်လာမယ်ဆိုလို့ရှိရင်တော့ငါဘသူမျက်နှာမှာလည်းမကြည့်ချင်ဘူး။ကြည့်လည်းမကြည့်နိုင်ဘူး။အခုတော့သူအန်နူးကြီးကလူကြီးပဲမကတ်လို့ဘသူပဲဖြစ်နေဘသူကဘယ်တော့ပောင်ပတ်သက်နေတော်လိုင်းကဘလို့ပဲဖြစ်နေဖြစ်နေစောင့်ရမယ်မရှိလို့ရှိရင်တော့စောင့်လို့မရှိဘူးလို့တော့ပြောရမှာပဲ။ဒါကတော့ ဟုတ်ပါအခုလက်ရှိတဲ့ဒါဟိုပြည်တွင်းမှာရှိတဲ့တချို့ပါတီတွေကလည်းဘာစောက်တန်ထမလဲဆိုတာတစ်ချက်ကြည့်ရမယ်။နောက်ပြီး NUD တွေမှာရှိတဲ့လူကြီးတွေကတော့ဒေကိစားနဲ့ပတ်သက်ပြီးဘာပြောမလဲဆိုတာတစ်ချက်ကြည့်ရမယ်။ဟိုအမြဲတမ်းရင်းကိုနှုတ်ပိတ်နေလို့တော့မရဘူးကွာ။နောက်ဆုံးကပြောမယ်။ငါငါရဲ့ personal အရာဆိုလို့ရှိရင်ငါရဲ့အမျိုးစုဟိုရမ်းမှာပါသွားတယ်ဆိုတော့တော့ငါလုံးဝသဘောမကျဘူး။ဒီလိုမျိုးတရားဆိုရင်အမျိုးစုပါမယ်ဆိုတော့တိကိုတိရဒုတ်တဲ့ကောင်တွေကတိတယ်။တိတိနဲ့ဒီကောင်တွေစောက်တန်တိတ်ကြ။ တိတ်ကိုတည်ရေကွာဒီလိုမရအောင်တရားဆွဲလို့ရှိရင်အမေစုလည်းပါအောင်ပါမျိုးဒီကောင်ကြီးတိတ်ကိုတည်ရေတိတ်တိတ်နဲ့ဒီကောင်ကြီးလှုပ်တာအဲ့တော့ပြောမှဆိုလို့ရှိရင်တော့တော်နိုင်ကြီးကတော့တော်နိုင်ကြီးပဲသို့တော့ဒီတော်နိုင်ကြီးမှာအကျိုးမြတ်တွေ့မချိုးတာတဲ့ဟာတွေကမြေကိုမြင်နေရတယ်ဒါကိုလေတိတိကျကျအဲ့လိုလုံလုံးထိုးပြီးတော့ပြောဖို့လိုကိုလိုတယ်ဆိုတော့ဒါတော့ငါတော့ပြောချင်တယ်ကွာဆိုတော့ဟိုဒါတော့ဒါဒီရှိဒါဒီဦးနေပေါ့ရာကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောတာဒါပေမဲ့အဲ့ဒီမှာနောက်ထပ်ထပ်ပြီးပြောနေတာကဒီတယုတ်ကတယုတ်ကလက်ရှိမှာဗောနော်ဒီဒီအခုဒီရှမ်းမြောက်မှာတဲ့သူကသူဒီအပြစ်ခဲ့ရစောင့်ကြည့်ရအဖွဲ့နေနေဆိုပြီးသူကပါနေကြရေးပဲအခုချိန်ဒီသူရှိနေသေးတယ်ဒါမပြီးသေးဘူးဗောနော်ဆိုတော့အဲ့ဒီမှာအခုလက်ရှိဒီရှမ်းမြောက်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တယုတ်ကဖြီးတာကဘယ်နေရာထက်ဖြစ်လာမယ်လို့လက်ထောင်ချင်တယ်လောလောဆယ်ကတော့ကျွန်တော်တို့ ရှမ်းမြောက်မှာထပ်ဖြစ်လာနိုင်တဲ့တရုတ်ပြည်အားထပ်ပြီးလာနိုင်ကြကျွန်တော် TNL ပေါ့နော် TNL ကတော့လုံးဝချင်းတည်တယ်အာ TNL ကို ပိတ်ဆို့မှုတွေဟိုလာရှုကနေတစ်ဆင့်ဆက်လက်ပြုလုပ်လာနိုင်ကြလဲရှိတယ်ဘာလို့လဲဆိုတော့အရင်တော့ network gate တွေကနေပြီးတော့လာပြီဆိုရင်ကျွန်တော်တို့လာရှုကနေပြီးတစ်ဆင့်လာရှုပြုံးလင်းကနေတုံးတာကိုလမ်းကြောင်းကအခုကအလမ်းကြောင်းက ချားရဲရနေပြီးတော့ PNL ရဲ့နည်းမြေတွေတင်ယူထားတာဖြစ်တဲ့အတွက်အလိုင်းကြောင်အခုချိန်ထိသုံးလို့မရသေးတဲ့အနေအထားတစ်ခုရှိတယ်။ဒါကြောင့်မလို့တို့အနေနဲ့အဲသုံးနာနိုင်ကြီးရှိတဲ့လမ်းကြောင်ကလာရှိုးတောင်ကြီးလမ်းကြောင်ကိုသုံးပြပြီးတော့ပြည်တွင်းကိုကုန်ပြီးစီးစင်းဖို့အတွက်အဲတို့လှုပ်ဆောင်မလားဆိုတာကတော့တို့ဆက်လက်စောင့်ကြည့်ရမယ်။အခုကတော့အဲ့အခြေအဲ့လမ်းကြောင်အခြေအနေကဘာမှထူးခြားခြားကျွန်တော်တို့မတွေ့ရသေးဘူး။အခုတောင်ခမ်းဘက်မှာလည်းဟိုလွန်ခဲ့တဲ့ရက်ပိုင်းကတိုက်ပွဲတွေဖြစ်နေကြတယ်လေ။ကျွန်တော်တို့ကြားရတယ်ဗောနော်။အဲ့တော့ TNL ကအဲ TNL နဲ့နီးစပ်တဲ့ တရင်ချင်းမြစ်တွေကတရင်ချင်းမြစ်တွေကစဒါမကြခင်ဖီယာဟာသူတို့စီကိုကြားရောက်လာတယ်တရုတ်ရဲ့ဖီယာကကြားရောက်လာနိုင်ကြရှိတယ်ဆိုပြီးတော့သူတို့ကိုသူတို့ကိုယ်တိုင်တတိထားနေရရှိတယ်ဒါပေမဲ့ MNDA နဲ့မတူတဲ့ပုံစံအနေထားတွေရှိတယ်အဲ့တော့အခုအာဒါ AA ပေါ်လဲတရုတ်ဖီယာကြားရောက်မလားဆိုတာကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်ပေါ့ဒါပေမဲ့ AA ပေါ်တရုတ်ကြားရောက်တရုတ်ကနေပြီးတော့ဖီယာဘယ်လိုပြီးမလဲဘယ်လိုဟာဖြစ်မလဲဆိုတာတော့ကျွန်တော်တို့နည်းနည်းလေး မှန်ဆရာခတ်တဲ့ပုံစံမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်။အော်တရုတ်ရဲ့စီမံကိန်းတွေတရုတ်ရဲ့ဟိုဘောလို့အော်လုပ်ငန်းတွေဟာတရုတ်ရဲ့အကျိုးစီးပွားတွေဟာရခိုင်ပြည်နယ်မှာကြောက်ဖြူနယ်အနီးတစ်ဝိုက်မှာကျွန်တော်တို့ရှိတယ်။ဒါပေမဲ့အေအေရောအေအနေနဲ့သူတို့ရဲ့ထုတ်ပြန်ချက်တွေထဲမှာပြောတာရှိတယ်။နိုင်ငံခြားအကျိုးစီးပွားတွေအားလုံးကိုသူတို့ကာဝယ်မယ်။အာဒါတွေကိုသူတို့မထိဘူးဆိုပြီးတော့ပြောတာရှိတယ်။ဒါကြောင့်မို့လို့လက်ရှိကြောက်ဖြူနယ်စစ်တွေကိုတိုက်နေရတဲ့ဆိုတဲ့အချိန်မှာငခုနဲ့မတူတဲ့ပုံစံနဲ့တိုက်နေရတာတွေ လဲကျွန်တော်တို့တွေ့ရတယ်အဲ့တော့တေချာတခုတော့ဘောတော့ MNDA လိုမျိုးဖီယာမျိုးမကြရောက်ပင်မဲ့ဒီသူတို့ပေါ်တော့တယုံတယုတ်က TNL နဲ့ AA ပေါ်တော့ဘောတော့ဟိုဖီယာပေးလာနိုင်ကြီးကတော့မရှိဘူးမဟုတ်ဘူးရှိတယ်ဒါပေမဲ့ဘလို့ဖြစ်မလဲဆိုတော့ကျွန်တော်တို့ဘောတော့ခမန်းရခမန်းဆိုင်ရခတ်တဲ့အနေထားတစ်ခုမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်နောက်ပြီးတော့ဒီ TNL TNL ကတော့အဓိကကြရောက်နိုင်တယ်ဗော TNL ဆိုဘာလို့လဲဆိုတော့သူရဲ့ ဒီကုံသွယ်မှုလမ်းကြောင်းတွေဟာဒီနေဆက်တွေကနေပဲလာတဲ့လမ်းကြောင်းတွေကိုအဓိကအားထားနေရတာဖြစ်တယ်အဲ့တော့သူ့ကို MNDA ကနေတဆင့်ကူညီမလားဥက MNDA ကိုကုံစီစီးသင်းမှုတော့ဝါးကိုပိတ်တယ်လို့ MNDA ကိုလည်း TNL တွေကိုကုံစီစီးသင်းရင်ဘယ်လိုပါပေါ်ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ထက်ကင်မလားဆိုတာတော့ကျွန်တော်တို့ဘယ်လိုဖြစ်မလဲဆိုတော့မသိအခုလောဆယ်တော့ဒီဥစ္စာကဓာရှုမျိုးနဲ့အတူဘာဆက်ဖြစ်မလဲဆိုတော့တော့ကျွန်တော် TNL ဘက်ကတော့စိတ်ဝင်စားပွဲဆက်ဆောင်ကြည့်နေရတယ် KIA ဘောတော့ကြားရမှုကတော့နည်းတယ် KIA အနေနဲ့တရုတ် တရုတ်ရဲ့ကြားရလာမဲ့ PR pressure ပေါ့သူတို့ရဲ့ပထဝီဝင်မြင်နေထားတဲ့သူသူတို့ရဲ့ဒဲမှာရှိတာရင်းနဲ့သူတို့ဘလို့ညှိနှိုင်းထားနိုင်လဲဆိုတာတော့အာ KIA ရဲ့ပုံစံတွေကတော့မတူဘူးပေါ့နော်အဲ့တော့ KIA ဘောတရုတ် PR ကအခုချိန်ကြီးကြီးကြီးမားကြားရောက်ပြရတယ်မတူဘူးအဓိကအဲ့တော့ဗျာပြောရမယ်ဆိုရင်တော့ကျွန်တော်နိုင်ငံမှာကဟိုပါတော့ဟိုတရုတ်လှုပ်ချင်တိုင်းလှုပ်လို့ရတဲ့ပုံစံမျိုးကိုကျွန်တော်နိုင်ငံကြားရအောင်အဲ့တော့လူတွေပြောသလိုပေါ့နော်တရုတ်က အာဒီလိုမျိုးမြန်မာနိုင်ငံကိုဒီလိုပဲဖြစ်စေချင်နေတာလားဆိုဟုတ်တယ်အခုလာရှိုးကိုသူတို့ဘာလို့ဒီလိုပြန်ပြီးပြန်ပေးအောင်ဟောဖြစ်လဲဆိုဒီလိုမျိုးအခြေအနေကိုဖြစ်စေချင်လို့ရောဟိုနီယာကိုတော့ဘာလောက်ခံပွဲအုပ်ချုပ်ဟိုနီယာကိုတော့ဘာဩဇာခံပွဲအုပ်ချုပ်ဟိုနီယာကိုတော့မင်းတို့အုပ်ချုပ်ဟိုနီယာကိုတော့ဒီစစ်တပ်ကအုပ်ချုပ်ဆိုပြီးတော့နိုင်ငံတွင်းမှာတကယ်တမ်းကျတော့အခုကတရုတ်ရဲ့အစိမ့်စိမ့်မှောင်မှောင်ခွဲနေတာကိုကျွန်တော်ခံနေရနိုင်ငံရေးရောစီးပွားရေးရောကျွန်တော်ခွဲနေတာကိုခံနေရ တိချာတတိထားကြည့်မိမယ်ဆိုလူလူမျိုးရလူမျိုးရလည်းပါသေးတယ်လူမျိုးရလည်းပါတယ်လူမျိုးရလည်းပါတယ်ဟုတ်ကျွန်တော်နိုင်ငံတရုတ်တရုတ်ကလောက်ခံနိုင်ငံတိုင်းနိုင်ငံဖြစ်သွားပြီလို့တော့တခါကျောက်တွေးမိတယ်ဒီဆောက်ဆက်တဲ့ရှိနေသေးကျွန်တော်နိုင်ငံတရုတ်ရဲ့ဘောတော့လက်အောက်မှာကျွန်တော်တို့ကနေနေရအောင်ပါပဲတရုတ်ရဲ့ဖြဲလဲမှုတိုင်းကျွန်တော်တို့သွားနေရအောင်ပါပဲပြောမလို့ဟိုကျွန်တော်တို့2015နဲ့2020ကြားမှာဆိုတာအမေစုဆိုရင်တရုတ်နဲ့ဆက်ဆံတဲ့တန်တမာရေးနီလန်းဆိုတာ အတော်တော်လေးကိုရှောင်ကွင်းပြီးတော့ဆက်ဆံတာတွေ့ရဟိုတလောတော့ကကျွန်တော်တို့ဟိုဒီဒီဒီတလောမှာပေါ့နော်စာတွေတက်နေတာတွေ့ရတယ်မေစုမွန်ဂိုလီးယားကိုသွားတော့အင်တာဗျူးလေးတစ်ခုပေါ့မင်းမြန်တဲ့ပုံစံလေးမှာမေစုပြန်ဖြေတာတွေဖြစ်တယ်အဲ့တော့ဟိုတီဗက်နဲ့ပတ်သက်ပြီးတော့မေးတာပေါ့နော်တီဗက်နဲ့ပတ်သက်တီဗက်ကိုဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်ဆိုလေးသားတဲ့ဗုဒ္ဓဘာသာတွေဖြစ်တယ်လေးသားတဲ့ဟိုဘာဖြစ်တယ်ညာဖြစ်တယ်ပြောတယ် ဒါပေမဲ့တီဗတ်ရဲ့အခုလက်ရှိအခြေအနေပေါ်လူခွင့်ရေးဘာတွေကသူတို့ရက်တည်ခြင်းပဲရက်တည်ခြင်းကိုကျွန်မအနေနဲ့မပြောလို့ဘာကြောင့်မပြောလို့လဲဆိုရင်တရုတ်ကအင်းကြီးချင်းနိုင်ငံဖြစ်တယ်ဒါကြောင့်မလို့သူ့အနေနဲ့ဘာမှမပြောလို့ဆိုတဲ့ပုံစံမျိုးနဲ့တရုတ်နဲ့တန်တမန်ဆက်ဆံရေးမှာအကောင်းဆုံးကဖြစ်ခဲ့တာတွေ့ရတယ်ဒါပေမဲ့အခုစစ်ကောင်စီလည်းကြောက်ရောသူတို့ကအဲ့လိုမဟုတ်တော့တရုတ်အော့ကိုဘောလုံးပြေးပြီးကိုငုံဝင်ပြီးတော့ငုံလိုက်တာပေါ့ဘောယူငုံလိုက်တာဘောမာတာတော့မဟုတ်ဘောယူငုံလိုက်တာ ဂရီဘာလက်လေးနဲ့ကင်ပြီးတော့မလိုက်ငုံလိုက်တဲ့အနေထားလေပေါ့နော်မဲရောက်လိုက်လို့ဆိုဒါဟုတ်ပဲတရုတ်ကပဲကျေးဇူးရှင်လို့လို့ဖြစ်နေရတာကျွန်တော်တို့နိုင်ငံတော်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 လေးကိုရင်လေးစရာပေါ့တရုတ်ရဲ့ဝါမျိုးချင်းကိုပဲကျွန်တော်တို့ခံရတော့မလားဟောတရုတ်ရဲ့ခြေလေချင်းကိုပဲခံရတော့မလားနောက်ဆုံးဟောတော့တရုတ်ရဲ့ဟောတော့လောက်ခံနိုင်ငံတစ်ခုဖြစ်ပဲကျွန်တော်တို့ကြာရောက်တော့မလားဆိုတာတော့ကျွန်တော်တို့ကတော့ကြည့်ရအောင်ပါတေးချာချာကိုကျွန်တော်တို့ကြည့်ရမယ်ဆိုရင်တရုတ်ကိုဟောတော့စစ်အာဏာရှင်က လွဲပြီးတော့ တော့တော်တယ်လို့တရုတ်ကိုမကြိုက်ပါဘူးကျွန်တော်တို့အဲ့ကောင်းကောင်းကြည့်လို့ရကျွန်တော်တို့နိုင်ငံမှာအခုတရုတ်စန့်ကျင်ရေးတွေကတော့လူငယ်တွေလူလူလူငယ်လူလူယာတွေပါတော်တော်လေးကိုပြင်းထန်လာတာကြီးကျွန်တော်တို့တွေ့ရတယ်အာတရုတ်နဲ့ပတ်သက်ပြီးမကြိုက်တဲ့သူတွေကျွန်တော်တို့ပုံများလာတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ကတရုတ်အစိုးရရဲ့ဘောတော့လက်ရှိကမ္ဘာမှာကျင့်သုံးနေတဲ့ policy တွေကဘယ်လိုလဲဘာညာလဲဆိုတာလည်းကျွန်တော်တို့အားလုံးသိကြတယ်သူကအာဏာရှင်ကိုအသားပေးပြီးတော့ ဆက်ဆံတယ်အာနာရှင်ကိုအသားပေးပြီးတော့အာနာရှင်တွေကိုမွေးထုတ်တယ်အာနာရှင်တွေကိုပဲထောက်ပံ့တယ်ဟောတော့အကျွေးထောင်ချောက်တွေနဲ့ကျွန်တော်တို့ဖိနှိပ်တယ်တွတ်သွင်းတယ်ဒီလိုမျိုးတွေလုပ်နေတာဖြစ်တဲ့အတွက်အခုလောလောဆယ်ကျွန်တော်တို့နိုင်ငံရဲ့ကလည်းတရုတ်ရဲ့ဟောတော့တဖြည်းဖြည်းနဲ့ဝါမျိုးချင်းကိုခံလာတာကျွန်တော်တို့ဘာလို့ဆက်ဖြစ်မလဲဆိုတော့အမှတစ်ခါကြာမတွေးရတော့ပဲငါတို့နိုင်ငံမှာဟောတော့ဟိုမြန်မာနိုင်ငံရဲ့ ထပိုင်းတစ်ခုလုံးကတဝက်လောက်ကြီးကတရုတ်နယ်မြေများဖြစ်သွားပြီတရုတ်တွေပဲဖုံးလဲသွားပလားဆိုတော့ဒါကလေးကြည့်ရပဲအနေထားလို့တော့မပြောရဒါပေမဲ့ကျွန်တော်တို့ရဲ့လူငယ်တွေကြားမှာလက်ရှိနိုင်ငံရေးကိုစိတ်ဝင်စားတဲ့လူငယ်တွေကြားမှာတော့တရုတ်နဲ့ပတ်သက်ပြီးတော့ ဟောတော့မကြိုက်တဲ့အမြင်တွေကတော့တော်တော်များရှိရတယ်တချို့တွေကြောင့်လည်းတရုတ်ကိုအချိုတက်ပြီးပေါင်းရမယ်အတရုတ်ကနေပြီးတော့အကူအညီလိုတယ်ဒီဒေါ်လာရေးကိုနိုင်ဖို့ဆိုတရုတ်နဲ့တရုတ်နဲ့ကျွန်တော်တို့ကအဆင်ပြေအောင်ပေါင်းရမယ်ဆိုတဲ့အမြင်တွေလည်းရှိတယ်ဟုတ်လားဆိုတော့လည်းဟုတ်တယ်ဒါပေမဲ့လက်ရှိအခြေအနေကမြန်မာနိုင်ငံမှာဒီမိုကရေစီရဖို့ကိုတရုတ်ကလည်းအာပေါ့နော်မလိုလားသလို လက်ရှိမတည်ငြိမ်မအေးချမ်းမှုဟာမတည်ငြိမ်မအေးချမ်းမှုဟာလည်းသူလက်ရှိလိုချင်တဲ့အနေထားလို့တော့ပြောရတယ်။ဒါပေမဲ့တချို့တွေကပြောကြတယ်။တရုတ်ကမြန်မာနိုင်ငံတည်ငြိမ်မှာအလိုလားဆုံးပဲလက်ရှိပိုးလမစီမံကိန်းပေါ့နော်။အာဒီဥစ္စာနဲ့ပတ်သက်ပြီးတော့တရုတ်ကအမြန်အကောင့်ထက်ဖော်ခြင်းနေတာရှိတယ်။ဒါပေမဲ့လက်ရှိချင်းတွေကြောင့်အကောင့်ထက်မဖော်နိုင်ဘူးဆိုလို့ပြီးတော့လည်းတချို့သတင်းမီဒီယာတွေမှာသုံးသပ်မှုတွေလည်းကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဟိုးလည်းလင်းပြောရရင်တော့တရုတ်က ဟိုကျွန်တော်တယောက်တည်းအမြင်နဲ့ပြောရမယ်တယောက်ကမငိမ့်ချမ်းလေးပူကြိုက်လေးများဖြစ်နေမလားလို့ပဲကျွန်တော်အမြင်မိတယ်ဗျာဟုတ်တယောက်ကမငိမ့်ချမ်းရင်ပူကြိုက်တယ်ဟိုတယောက်ကငိမ့်ချမ်းတာတော့လိုချင်တယ်ဒါပေမဲ့အပိုင်းလိုက်ကွဲနေရောသပူကြီးလိုချင်တာဟုတ်လားမင်းတို့စစ်မတိုက်နဲ့အဲဒါပေမဲ့အဲ့မှာအတီးကဒီ unity ဖြစ်တာတော့မလိုချင်ဘူးကွာဟုတ်လားစီးလုံးတွေတော့မလိုချင်ဘူးဟုတ်လား ဘူအစိုးရတစ်ခုတည်းအောက်မှာရှိလာဘူးသူလုံးဝမလိုချင်ဘူး NLD kit တဝမ်းမျိုးဟာမျိုးဆိုလို့ရှိရင်တော့ဒါသူလုံးဝမချိုက်တဲ့ဟာမျိုးဖြစ်သွားလိမ့်မယ်။ဟုတ်ပါတော့အကုန်လုံးရဲ့အောက်မှာဒါတန်တဲ့တွားမဲ့ဟာမျိုးလုံးဝလက်ညှိုးတဲ့အကောင်သူကောင်ကိုထိုးမှာ။ဒါပေမဲ့အခုကသူ့ကိုထိုးဖို့အကြီးအကူကဒီကောင်တရက်ကန်ဒီတရက်ကတရက်ကန်ဆိုမဲ့ဒီကောင်ကိုလက်ညှိုးထိုးဖို့အတွက်ကအကုန်လုံးကလက်ရှိမှာအချင်းချင်းပြန်ပြီးထိုးနေရတာ။အကုန်လုံးကအချင်းချင်းပြန်ပြီးထိုးနေရတာ။နောက်ဆုံးကအခုနိုင်ငံအတရုတ်ကိုဘလောက်တောင်ကြောက်ရတယ်မကြောက်ဘူး။ဆုံးကဒီဘင်္ဂလားဒေ့ရှ်ကလာလို့ရတဲ့အနေအထားတစ်ခုဆိုပုံတော့ရုပ်ပေါင်းလုံးအာကြီးရဲ့ เนาะဟိုတော်မြန်မာနိုင်ငံကသူရေးရတာကွာဒီပြည်내တစ်ခုအနေနဲ့တောင်းဆိုဖို့တောင်းမှပြောရတာဖြစ်တာ။သူတင်တာထိုင်းမှာမြန်မာတွေအများကြီးရှိတယ်။တရားဝင်တဲ့လူတွေရှိတယ်။တရားဝင်တဲ့လူတွေရှိတယ်။ဒါပေမဲ့အဲ့ဒီလူတွေမှာတရားဝင်တဲ့လူတွေကိုထိုင်းအစိုးရကပြီးရက်နှစ်တုန်းကသူနိုင်ငံသားတွေထုတ်ပေးခဲ့တယ်။ဒါပေမဲ့အဲ့ဒါကတရားဝင်နေထိုင်ပြီးတော့နှစ်ပေါင်းဘယ်လောက်ကြာတယ်ဆိုရဲအားမျိုးကိုပေးတာ။နော်တရားမဝင်တဲ့နေလာပြီးတော့နှစ်ပေါင်း20 30နေလည်းမပေးဘူး။ဒါပေမဲ့အဲ့လိုမျိုးနိုင်ငံသားဖြစ်သွားလို့အဲ့ဒီလူတွေအကုန်လုံးက ေရာတနေရာစုပြီးတော့ငါတို့ကိုဗမာရီပဲနေတဲ့ပြည်နယ်တစ်ခုပေးပါကွာဆိုတော့ထိုင်းအစိုးရကိုတောတောင်းလို့မရဘူးဒါကထုံးတယ်မရှိဘူးလက်ရှိငါတို့နိုင်ငံရိုးရင်းကြားလဲဒီတိုင်းပဲနေချင်းနေမနေဘဲနဲ့ထောက်ယူပြည်နယ်လာမတောင်းနဲ့ဟိုရမ်းရုံပဲကွာလီးအောင်မရဘူးကွာပြောမယ်ဆိုလို့ရှင်ပြောလို့ဒါဟိုဒီကောင်ကြီးကဒါတောင်းလို့လို့မလို့တာကွာရှင်းပြောလို့ရှင် ဲ့အဲ့လိုမျိုးဖြစ်လာအောင်လို့ဘေးပတ်ဝန်းကျင်ကတွားပြီးတော့ဘေးပတ်ဝန်းကျင်နိုင်ငံကတရုတ်ကိုတွားပြီးတော့သွေးထိုးတယ်တရုတ်ဆိုတဲ့နိုင်ငံကလည်းမစ္စနာကြီးပေါ့ဝီဂါဆိုတဲ့အစ္စလာမစ်ဒီမျိုးတွေကိုဖိနေကြတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့အိုဆိုးတွေပေါ့ဆိုတဲ့အာဆင်နယ်လွင့်သွားတယ်ဒါမျိုးတွေကြီးတယ်ဒီလိုမျိုးအစ္စလာမစ်ကိုဖိနေတဲ့နိုင်ငံကိုတွားပြီးတော့သူ့အခွင့်အရေးရောက်ရိုးရအခွင့်အရေးတွားတောက်နေသွားအဲ့ဘင်္ဂလားဒေ့ရှ်ကပါတီဆိုတဲ့ကောင်လေးစောက်ချိုးမပြေတာဒါပေမဲ့ဘာမြင်ရတော့ငါတို့လက်ရှိနိုင်ငံမှာရှိနေတယ် တရုတ်ကြောက်အစိုးရမင်းအောင်လိုက်ဒီကောင်ဒီတရုတ်ကိုဘယ်လောက်ထိကြောက်ရတယ်ဆိုတော့ဘေးပတ်ဝင်နိုင်ငံတွေရတာမြင်နေရတော့ဟိုဘေးပတ်ဝင်နိုင်ငံတွေတိသွားတယ်ဆိုတော့ငါတို့ကမြင်နေရတယ်ကွာစောက်ရမ်းရှက်ဖို့ကောင်းတယ်အဲ့ဒါကြီးကအသေးနာဖို့ကောင်းတာတကယ်လို့လည်း NDI အစိုးရတစ်ထက်မှာရှိရဆိုမျိုးမရှိဒီကောင်ဒါမှမဟုတ်တော့ကြောက်ရဘူးကဲနော်ဟိုရင်းသားရဲ့ငောင်းနိုင်ငံအဲ့တော့ငောင်းနိုင်ငံတကယ်ဆောင်းတင်းဆောင်ပြောတာတရုတ်နိုင်ငံတရုတ်လက်အောက်ရောက်သွားတရုတ်လက်ကရောက်လို့ရောက်နေပြီရှောင်းတယ်ငောင်းဒီတော်နိုင်ငံကမအောင်ခင်တရုတ်လက်အောက်လုံးဝရောက်ပြီ တေးကြတယ်တရုတ်ကတေးဆိုပြီးရှင်းဆိုချင်းကျိုးတော်မှာအဲဒါမဲ့အဲ့ဒီမှာကနည်းနည်းစီဝါအေရအဆောင် KIA လို့ပြောနော်စီဝါအေရတခုရဒီကောင်ကိုပြန်ပြီးမမာထန်ထန်ကန်တိုင်နဲ့အနေထားတခုရှိမှသာဒီကောင်ကိုပြန်ပြီးကန်လို့ရအောင်ဒါပေမဲ့အဲ့ဒါကလည်း limit ရှိတယ်တော့ KIA ဆိုလို့ရှိရင်ဒါမြေရှာနဲ့ဒီကောင်ကိုကန်ရတယ် အေးဆိုလို့ရှိရင်လည်းပြန်ရထွက်ပေါက်နေတယ်ဒီကောင်ကိုကင်ရင်ကင်မယ်ဒါပေမဲ့အဲ့ဒါအဲ့လိုမျိုးတွေကလည်းအတိုင်းတာတစ်ခုတော့ရှိမယ်ဘယ်လောက်တိရှိမယ်လို့မသိဘူးဘာတရုတ်ကစောင်းဝန်းလေတယ်ကွာပြောမယ်ဆိုလို့ရှိရင်တော့ဒါပေမဲ့အဲ့လိုတရုတ်လေတာကိုမရောက်နိုင်ဆိုလို့စောက်ပင်းကခံခံနေရတော့မယ်ခံလက်ခံပါအဲ့ဒါကိုဒီကောင်ကိုပေါ်မာတွေကသွားပြီးတော့အမလေးဟိုမှာဟိုနေသူ့ဘိုးတော်ကြီးကညရန်ကောင်းတို့ဓာကြီးအောင်ကြည်တဲ့တစ်ချက်မဖောက်ဝင်နေပြန်သိနေတယ်ဘာကြီးဟိုကဖိန်ကုန်းကြတယ်ကြောဘီကောင်ကမပြောဘူး ပြောပြောဒေါသထွက်တယ်ကွာဆိုတော့ဟိုဒီလေးကနည်းနည်းတော့ရှည်သွားတယ်ကျွန်တော်တို့ဒါကိုယ့်ရဲ့ emotion တွေနည်းနည်းပါသွားတယ်ဗောနော်ဆိုတော့ဒီနေ့ပြောဒီနေ့ကျွန်တော်တို့ညီကလေးကဒါဆွေးနွေးကြတော့ဒါရူညာအရေးဗောနော်ရူညာအရေးနဲ့ပတ်သက်ပြီးဒါ Bangladesh Party ကနေပါဒီတရုတ် CCP ကိုတွားပြီးဆွေးနွေးပြီးတော့သူတို့ဒါပြောဆိုခဲ့တဲ့အကြောင်းအရာလေးတွေလက်ရှိနောက်ပြီးနိုင်ငံကျွန်တော်တို့နိုင်ငံတွေမှာတရုတ် CCP ပါတီတရုတ်နိုင်ငံအနေနဲ့ပါဝင်ဆွတ်ဖက်နေမှုတွေပေါ့နော်ဒါတွေပတ်သက်ပြီးတော့ကျွန်တော်ညီကလေးကဆွေးနွေးတာဖြစ်ပါတယ်ဆိုတော့ထုံးစံအတိုင်းဒါကျွန်တော်တို့ဒီအဆုံးအသက်ပေါ်ဒါနှစ်ထောင်အနေနဲ့ ကျွန်တော်ပြည်သူတွေဘာများပြောကြင်ပါသလဲဟုတ်ကဲ့ပါကျွန်တော်တို့ကဘာပြောပါတော့ဒီတော်လိုင်းမှာဘာပေါင်းဆောင်ကအရန်ကိုအရေးကြီးတယ်ဗျနိုင်ငံရေးတန်တမာရေးအာစီအကုန်လုံးကကျွန်တော်အရေးကြီးအကုန်လုံးကလည်းတတိချာစောင့်ကြည့်နေရပဲအနေထားတစ်ခုလို့ကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့ကျွန်တော်ပြည်သူတွေအနေနဲ့အော်ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းမှာအခက်အခဲတားဆီးအနှောက်အယှက်တွေကဒီလိုပဲပေါ်ပေါ်လာသမျှပေါ့နော်အဲ့လိုပဲခွင့်ရေးဟိုကြုံရုံလိုယူကြမှာလဲကျွန်တော်တို့ရှိကြတယ်ဒါပေမဲ့လည်းအာ ကျွန်တော်တို့ရဲ့အခုဥတီချက်ကပါလဲကျွန်တော်တို့ရဲ့သွားနေတဲ့ဥစ္စာပါလဲဆိုတာကျွန်တော် iron site ပြီးတော့ပဲရှေ့ဆက်ကြတာပေါ့ဘောတော့ဟိုပြောမှာဆိုဒီဥစ္စာတွေလည်းအာသူတက်ဆိုင်ရာ နေရာကသူတွေသူအတွက်ဘောတော့သူတို့တွေအဖြည့်ရှင်းနိုင်ကြလိမ့်မယ်ဘယ်လိုဖြည့်ရှင်းလာမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်လို့ပြောနေတယ်ပဲကျွန်တော်ညီကုန်းညီမဒီညတော်ဝေးလေးစီစဉ်ဒီလောက်နဲ့ပဲညနာကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ